တားရသမီးတို့ရေအားလုံးမင်္ဂလာပါဆရာတော် Grade 3 English ကိုသင်နေဆရာဖုန်းတန်စင်သွင်းဖြစ်ပါတယ်ကဲတားရသမီးတို့ရေเนาะဆရာတို့ဒီတစ်ခါ lesson မှာကြာတော့ဆရာတို့ဘာလေးကိုဆရာတို့နဲ့တားရသမီးတို့နဲ့အတူလေ့လာကြမလဲဆိုတော့ Unit 1 Family Friends and I Lesson 1 My Family ကိုဆရာတို့အတူတူလေ့လာကြမယ်เนาะ ဲ့ဒါဆိုရင်ဆရာတို့ကနော်မိသားစု family လို့ပြောတဲ့အခါမှာဆရာမှလည်း family ရှိတယ်တားတို့သမီးတို့မှလည်း family ဆိုတာရှိကြတယ်ဟုတ်တယ်နော်ကဲဆိုတော့နော်ဆရာတို့ကဒီ family ထဲမှာပါတဲ့မိသားစုဝင်တွေနော် family members တွေကနော်ဆရာတို့နော်ဖေဖေတွေမေမေတွေနော်ပေါပိုးတွေဖွားဖွားတွေနော်ညီလေးတွေညီမလေးတွေနော်ဥဥတွေတော်တော်တွေအများကြီးပါတယ်လေဟုတ်တယ်နော်ဆိုတော့အဲ့ဒါတွေကိုဆရာတို့က English လို့ဘယ်လိုခေါ်ကြမလဲနော် နောက်ပြီးတော့ဆရာတို့ရဲ့ family members တွေအကုန်လုံးကသူတို့ကအလုတ်ကိုင်းလေးရှိတယ်ဟုတ်တယ်နော်တချို့ဆိုဟောတင်မောသားကြီးလုတ်တဲ့လူလည်းရှိရဲနော်စပူမူကြီးလုတ်တဲ့လူလည်းရှိရဲစာရေးဆရာကြီးလုတ်တဲ့လူလည်းရှိရဲဆိုတော့ဆရာတို့ကအဲ့ဒီအလုတ်ကိုင်းတဲ့အားလုံးကိုအင်္ဂလိပ်လိုလိုလီခေါ်ကြမလဲနော်နောက်ပြီးတော့တခါလေကြာရင်နော်ဒါတို့သမီးတို့အကြောင်းမှာတင်ငယ်ချင်းနေရာလာမိလိမ့်မယ်နော်ဟဲ့တင်ငယ်ချင်းနော်မင်းရဲ့မိသားစုအကြောင်းကိုငါ့ကိုပြောပြပါနော် အဲ့လိုချိန်ကြရင်ဒါတို့ကလည်းဒါတို့ရဲ့ family အကြောင်းကိုဒါတို့ရဲ့တင်ငယ်ချင်းတွေကိုပြန်ပြီးတော့ပြောပြနိုင်ရမယ်ဆိုတော့ပြောပြတဲ့အခါမှာလည်းဒါတို့က English လိုလေပြောပြတဲ့အခါကျတော့ပိုကောင်းတာပေါ့နော်ကဲဒါဆိုရင်ဆရာနဲ့ဒါတို့သမီးတို့နဲ့အတူတူဒီ lesson 1မှာ ကိုယ့်ရဲ့ family ကိုဘယ်လိုမိတ်ဆက်ကြမလဲဆိုတာကိုအတူတူလေ့လာကြမယ်နော်ကဲဒါတို့သမီးတို့ရေဆရာတို့ဒီတစ်ခေါက်ကနော်ဆရာသားတို့သမီးတို့ကိုဆရာရဲ့ family ပေါ့နော်ဆရာရဲ့မိသားစုနဲ့မိတ်ဆက်ပေးဖို့ဆရာ ပြင်ဆင်လာတယ်။ကဲဒါဆိုရင်ဒါတို့သမီးတို့ရေနော်ဆရာရဲ့ family အကြောင်းကိုဒါတို့သမီးတို့မသိကြဘူးလား။ကဲဒါဆိုရင်ဆရာဆပြီးတော့ဆရာရဲ့ family ကိုမိတ်ဆက်တော့မယ်နော်။ကဲဟုတ်ပြီ။ဒါဆိုရင်ဒါတို့သမီးတို့ရေဒီပုံလေးကိုကြည့်ပါ။ကဲနော်ဒါကတော့ဘာလို့လဲဆိုတော့ဒါဆရာရဲ့ဖေဖေနော်။အဖေကိုကြတော့ဆရာတို့ English လို့ဘယ်လိုခေါ်လဲဆိုတော့ father လို့ခေါ်ရနော်ဒါတို့သမီးတို့ F A T H E R father ဟုတ်ပြီနော်။ ဇာနောက်တစ်ခါထပ်ပေါင်းပြမယ်နော်သာသမီတို့ F A T H E R father ကဲဟုတ်ပြီသာသမီတို့ရေကဲဒါဆိုရင်ပုံလေးကိုတစ်ချက်ကြည့်လိုက်ပါဦးဒီမှာနော်သာသမီတို့ကပုံထဲမှာမတွေ့နေရလဲနော်ဟောဟောသူကလက်ထဲမှာစာအုပ်ကြီးနဲ့နောက်တော့မဘောပင်နဲ့စာရေးနေတယ်ဟုတ်တယ်နော်ဆိုတော့ဇာဖေကဘာလုပ်လုပ်မယ်လို့သာသမီတို့တင်တယ်နော်စာရေးနေဆိုတော့စာရေးဇာဗောဟုတ်တယ်နော်ဆိုတော့သာသမီတို့ရေစာရေးဇာကိုကြတော့ဇာတော့ English လို့ လို့ခေါ်မလဲဒါတို့သမီးတို့သိကြလားစာရေးဆရာဟိုဆရာတို့ကအင်္ဂလိပ်လို့ကြတော့ writer လို့ခေါ်ရနော်ဆရာစာလုံးပေါင်းလေးပေါင်းပြမယ်နော် W R I T E R writer ဆရာနောက်ကထပ်ပေါင်းပြမယ်နော်ဒါတို့သမီးတို့တရားနာထောင် W R I T E R writer ကဲဟုတ်ပြီနော်ကဲဒါဆိုဒါတို့သမီးတို့ရေးနော်ကျွန်တော်အဖေကတော့စာရေးဆရာဖြစ်ပါတယ်ဒါဟုတ်ဆရာတို့ကပြောပြမယ်နော် တော့ဒါသားတို့တမီးတို့ကတငယ်ချင်းတွေကိုချင်းချင်းပြန်ပြောမယ်ငါဖေကတော့ဇာရေးဆရာကြီးပါဟုတ်တယ်နော်အဲ့လိုပြန်ပြောလို့ရှိရင်ဘယ်လိုပြန်ပြောရမလဲနော် English လို့ကြတော့ဘယ်လိုပြောမလဲဆိုရင် my father is a writer ဟုတ်ပြီနော်ဆရာနောက်တစ်ခါထပ်ပြောပြမယ်နော်ဘယ်လိုပြောမလဲ my father is a writer ကဲဟုတ်ပါပြီဒါဆိုရင်တော့ဒါဆရာရဲ့အဖေကိုဆရာမိတ်ဆက်သွားတယ်နော်ကဲဒါဆိုရင်သားတို့တမီးတို့ရေးဆရာနောက်တစ်ယောက်ထပ်ပြီးတော့မိတ်ဆက်အောင်မယ်သားတို့တမီးတို့ ကဲဒါကြတော့ဘာလုပ်လဲဆိုတော့ဒါဆရာရဲ့မေးမိပါเนาะအမေကိုကြတော့ဆရာတို့ကအင်္ဂလိပ်လိုဘလို့ခေါ်ကြမလဲเนาะဆရာတို့ကအင်္ဂလိပ်လိုအမေကို mother လို့ခေါ်ရနော် တာရုသမီးတို့ဆရာစာလုံးပေါင်းလေးပေါင်းပြမယ် M O T H E R mother ဟုတ်ပြီနော်ဆရာနောက်တစ်ခါထပ်ပေါင်းပြမယ်နော်တာရုသမီးတို့ M O T H E R mother ကဲဟုတ်ပြီကဲဒါဆိုတာရုသမီးတို့ရေပုံလေးကိုချက်ကြည့်လိုက်ပါဟော ဆရာမေကသူဘာလို့လုပ်လဲနော်။သူကဆရာလိုပဲနော်။သူကဆရာမပေါ့နော်။ဆရာလိုပဲသားတို့သမီးတို့ကိုအเจ้าမှာစားသင်နေကဲ။ဒါဆိုရင်ဆရာတို့ကဒီဆရာကိုနော်ဆရာမကိုကြတော့ဆရာတို့ကအင်္ဂလိပ်လိုဘလို့ခေါ်ကြမလဲ။နော်။ teacher လို့ခေါ်ပါနော်။သားတို့သမီးတို့ဆရာစာလုံးပေါင်းလေးပေါင်းပြမယ်နော်။ T E A C H E R teacher ဟုတ်ပြီနော် T E A C H E R teacher ကဲဒီမှာသားတို့သမီးတို့ရေနော် teacher ကိုဇာတ်တော့ဒီအတန်ထွက်တဲ့အခါမှာเนาะဟိုမှားပြီးတော့ထွက်တတ်ကြတယ် teacher teacher ဟုတ်เนาะ teacher teacher ဆိုပြီးတော့အဲ့လိုမှားထွက်တာလေเนาะဆိုတော့ဒါတို့သမီးတို့အတန်ထွက်တဲ့အခါမှာအဲ့လိုလေးမထွက်ပဲနဲ့ပြပြတက်တာလေး teacher ဆိုပြီးတော့ဇာတ်ထွက်စေခြင်းတယ်ဆိုတော့ဒါလေးကိုဒါတို့သမီးတို့ကเนาะတည်တည်ချာချာလေး view ဆိုင်ပြီးတော့အိမ်မှာအတန်ထွက်လေးလေးခြင်းပေါ့เนาะကြည့်ဒါဆိုရင်เนาะဒါဆရာအမေကကျောင်းဆရာမပါเนาะအဲ့ဒါလေးကိုဆရာပြောခြင်းဘယ်လိုပြောမလဲ my mother is a teacher ဟုတ်ပြီနော် my mother is a teacher ကဲဒါဆိုရင်တော့ဒါဆရာရဲ့မမေဖြစ်ပါတယ်ကဲနောက်တစ်ယောက်ဆရာထပ်ပြီးတော့မိတ်ဆက်ချင်သေးတယ်နောက်တစ်ယောက်ဒါကြတော့ဆရာရဲ့ဖိုးဖိုးနော်အဖိုးကြတော့ဆရာတို့ကအင်္ဂလိပ်လိုဘလိုခေါ်လဲသားတို့သမီးတို့သိကြလားအဖိုးဆရာတို့ကအင်္ဂလိပ်လိုကြတော့ grandfather လို့ခေါ်တယ်နော်ဒါတို့ပြီးတော့ G R A N D grand F A T H E R father grandfather ဟုတ်ပြီနော် G R A N D grand F A T H E R father grandfather ဟုတ်ပြီနော်ကဲဒါဆိုရင်ဒါတို့သမီးတို့ရေပုံလေးကိုချက်လေးကြည့်လိုက်ပါကဲဒါတို့သမီးတို့ပုံထဲမှာဗာမြင်ရလေကဲဒီမှာကြည့်ဟောဆရာရဲ့ဖိုးဖိုးကသူကခေါင်းမှာခမောက်ကြီးစောင်းထားတယ်ဟောလက်ထဲမှာလည်းစပန်းနတ်နေတွေ့နေရတယ်ဟုတ်တယ်နော်ကဲဒါဆိုရင်ဒါတို့သမီးတို့ရေဆရာအဖိုးက ဘာအလုပ်လုပ်တယ်လို့သားတို့ပြီးလို့ထင်လဲစဉ်းစားကြည့်ပါဟုတ်တယ်เนาะဆရာဖိုးကသူကတောင်သူဦးကြီးเนาะကဲဒါဖြင့်သားတို့ပြီးလို့ဤဒီတောင်သူဦးကြီးဆိုတာကိုဆရာတို့ကအင်္ဂလိပ်လိုကြတော့ဘယ်လိုလေးခေါ်ကြမလဲเนาะကဲအဲ့ဒါကိုဆရာတို့ကဘယ်လိုခေါ်လဲဆိုတော့ farmer လို့ခေါ်เนาะသားတို့ပြီးလို့ F A R M E R farmer F A R M E R farmer ဟုတ်ပြီเนาะ ပြတာဆိုသားတို့တပီးတို့ရေနော်ဒါကနော်ဒီဆရာဘိုးကနော်တောင်သူဦးကြီးဖြစ်ပါတယ်ဒါကိုဆရာတို့ကပြောတဲ့အခါမှာဘလို့လေးပြောမလဲနော် my grandfather is a farmer ဟုတ်ပြီနော်ဆရာနောက်ကထပ်ပြောပြမယ်နော် my grandfather is a farmer ကဲဒါဆိုရင်တော့ဒါဆရာရဲ့ဖိုးဖိုးမိတ်ဆက်သွားတာဖြစ်ပါတယ်ကဲဒါတို့ပြီးတော့ရေးဆရာနောက်တစ်ယောက်ထပ်ပြီးတော့မိတ်ဆက်အောင်မယ်ကဲဒီကကြာတော့ဘယ်သူဖြစ်မလဲကြည့်ပါဦး ဟောဒီကကြတော့ဒါဆရာရဲ့ဖွားဖွားเนาะဆရာတို့အဖွားကိုကြတော့ဒီ English လို့ကြတော့ဘယ်လိုခေါ်မလဲเนาะ grandmother လို့ခေါ်ရเนาะတအားလို့သူတို့ G R A N D grand M O T H E R mother grandmother ဟုတ်ပြီเนาะဆရာနောက်တစ်ခါထပ်ပြောပြမယ်เนาะတေချာနားထောင်ပါ G R A N D grand M O T H E R mother grandmother ကြည့်ဟုတ်ပြီเนาะကြည့်ဒါဆိုရင်တအားလို့ပြီးတော့ပုံကိုကြည့်ကြည့်ဒီက ဆရာရဲ့ဘဘွားကသူဘာလုပ်နေလဲ။အော်သူ့ချိန်မှာဗားရချင်အသီးနှံနေအဆုံပဲเนาะ။ဒီမှာငပြောသီးတွေပန်းသီးတွေသူရောင်းနေတာဟုတ်တယ်เนาะ။ဆိုတော့သူကဒီငပြောသီးတွေပန်းသီးတွေရောင်းနေထိုင်ကိုပိုင်နေเนาะ။ဆိုင်ပိုင်ရှင်ဆိုင်ရှင်ဆိုတော့ဒီဆိုင်ရှင်ကိုကြာတော့ဆရာတို့ကအင်္ဂလိပ်လိုဘယ်လိုခေါ်မလဲ။เนาะ shop keeper လို့ခေါ်เนาะ။ S H O P shop K E E P E R keeper shop keeper ဟုတ်ပြီเนาะ။ ကဲဒါဆိုဆရာနောက်တစ်ခါထပ်ပေါင်းပြမယ်เนาะဒါဆိုပြီးတော့ S H O P shop K E E P E R keeper shop keeper ကဲဟာဆိုဒါတို့ပြီးတော့ရေเนาะဒါဆရာဖွားဖွားอ่ะเนาะအဆိုင်ရှင်ဖြစ်ပါတယ်ဆိုတော့ဆရာတို့ကအင်္ဂလိပ်ဆိုဘလိုလေးပြောလိုက်မလဲเนาะ my grandmother is a shop keeper ဟုတ်ပြီเนาะဆရာနောက်တစ်ခါထပ်ပြောပြမယ်เนาะ my grandmother is a shop keeper ကဲ okay. ဒါဆိုရင်တော့ဒါဆရာဖော်ဖော်ဖြစ်ပါတယ်ကဲဒါဆိုရင်ဆရာရဲ့မိသားစုဝင်နောက်တစ်ယောက်ဘယ်သူဖြစ်မလဲဒီကကြတော့ဆရာရဲ့ဦးလေးဆရာမိတ်ဆက်မှာတော့ကဲအိုးဒီကကြတော့ဒါလို့မိတို့ရေဦးလေးကိုကြတော့ဆရာတို့ကအင်္ဂလိပ်လိုဘယ်လိုခေါ်လဲ uncle လို့ခေါ်နော် u n c l e uncle u n c l e uncle เนาะဆိုတော့ဒီလိုပါပဲတားတို့တူမီတို့ရေ uncle အတန်ထွက်တဲ့ခါမှာလေတားတို့တူမီတို့က uncle uncle ဆိုပြီးထွက်တာ၄ မလုပ်ပါနဲ့နော်တေးသေးချာချာပြပြတက်တာလေး uncle ဆိုပြောထွက်ပါကဲဒါဆိုရင်ဒါတို့ပြီးရွေးပုံလေးကိုချက်လောက်ကြည့်လိုက်ပါဟောဟောဒီမှာကျန်သူစောင်းထားတဲ့အုတ်ထုတ်ကြီးနော်ဆိုတော့ဒီအုတ်ထုတ်တွေကဘယ်သူရေစောင်းတာလဲဆိုတော့ဒါတို့မိတို့တော့တွေ့ဘူးကြလားစဉ်းစားကြည့်ပါဦးဟောဒါဆရာတို့စပိုမူတွေစောင်းတဲ့အုတ်ထုတ်နော်ဆိုတော့ဆရာဦးလျာကသူကအရန်ကိုဟင်းချက်ကောင်းတယ်နော်သူဟင်းချက်လို့ရှိရင်ဆရာတို့တွေအကုန်လုံးအရန်ကြိုက်ကြတ ဆိုတော့ဒီဟင်းချက်တာကိုเนาะဟင်းချက်တဲ့ဒီလူပေါ့เนาะစပိုမှုပေါ့ဆိုတော့ဒီစပိုမှုကိုကြတော့ဆရာတို့ကအင်္ဂလိပ်လိုဘယ်လိုခေါ်ကြလဲ chef လို့ခေါ်တယ်เนาะဒါတို့ C H E F chef ဆရာနောက်ကထပ်ပြောပြမယ်เนาะ C H E F chef ကဲဒါဆိုရင်ဒါတို့သမီးတို့ရေเนาะဒါဆရာရဲ့ဦးလေးကသူကဒီစပိုမှုဖြစ်ပါတယ်ဒါကိုဆရာတို့ကပြောချင်လို့ရှင်အင်္ဂလိပ်လိုဘယ်လိုပြောမလဲ my uncle is a chef ဟုတ်ပြီနော်ဒါတို့ပြီးတော့ဆရာနောက်တစ်ခါထပ်ပြောပြမယ်နော် my uncle is a chef ကဲဟုတ်ပြီနော်ကဲဒါဆိုရင်ဒါဆရာဦးလေးဖြစ်ပါတယ်ကဲကဲနောက်တစ်ယောက်ဆရာဘယ်သူနဲ့ထပ်ပြီးတော့မိတ်ဆက်ပေးခြင်းလဲဆိုတော့အဲဒီမှာဒီတစ်ခါဆရာရဲ့အတော်ဒီတစ်ခါနော်ဆိုအတော်ကျတော့ဆရာတို့ကအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဒါတို့သမီးတို့သိကြလားအတော်ကျတော့ဆရာတို့ကအင်္ဂလိပ်လိုကျတော့ aunt လို့ခေါ်ရနော် A U N T aunt ဆရာနောက်တစ်ခါထပ်ပေါင်းပြမယ်နော် A U N T aunt ကဲဒါဆိုရင်ဒါတို့သမီးတို့ပုံလေးကိုကြည့်ပါဦးဆရာရဲ့အတော်ကသူ့ရဲ့လက်ထဲမှာပါကြီးကင်တာလေဒါတို့သမီးတို့တွေ့ဘူးကြလားနော်ဒါတော့ဒါတို့သမီးတို့ဥမာနေမကောင်းဖြစ်လို့ဈေးကန်းနေသွားပြရတယ်ဆိုရင်ဒါတို့သမီးတို့ကိုနော်ဈေးကန်းမှာဒါဆရာဝန်နေကနော်ဒါကြီးနဲ့ဒါတို့ကိုစမ်းတတ်တယ်လေဟုတ်တယ်မလားဆိုတော့ ဒါသိကြရဲဆရာရဲ့အတော်ကဘာဖြစ်မလဲဆိုရင်ဆရာဝန်ပေါ့ကဲဒါဆိုရင်ဆရာတို့ကဆရာဝန်ကြတော့အင်္ဂလိပ်လိုဘယ်လိုခေါ်လဲဒါရောတာတို့ပြီးတော့သိကြလားနော်ကြားဘူးကြလားကဲဆရာဝန်ကြတော့ဆရာတို့ကအင်္ဂလိပ်လိုကြတော့ doctor လို့ခေါ်နော် D O C T O R doctor ဆရာနောက်ခါထပ်ပေါင်းပြမယ်နော် D O C T O R doctor ဟုတ်ပြီနော် ကဲဒါဆိုရင်ဒါကဆရာရဲ့အတော်ပါသူကဒီဆရာဝန်ဖြစ်ပါတယ်ဒါကိုဆရာတော်အင်္ဂလိပ်လိုပြောရင်ဘယ်လိုလေးပြောလိုက်မလဲ My aunt is a doctor ဟုတ်ပြီနော်ဆရာနောက်တစ်ခါထပ်ပြောပြရမနော် My aunt is a doctor ဟုတ်ပြီကဲဒါဆိုရင်ဆရာနောက်တစ်ယောက်ထပ်ပြီးတော့မိတ်ဆက်အောင်မယ်သားတို့သမီးတို့ကဲဒီကကြတော့ကဲကြည့်ပုံကိုဟောဒီကကြတော့ဒါဆရာရဲ့ညီမလေးနော်ဆိုတော့ ဒါညီမလေးကိုကြာတော့ဆရာတို့ကအင်္ဂလိပ်လိုကြာတော့ဘယ်လိုခေါ်လဲဆိုတော့ sister လို့ခေါ်တယ် sister နော် s i s t e r sister s i s t e r sister ကဲဟုတ်ပြီနော်ဒါတော့ပြီတော့ကဲဒါဆရာရဲ့ညီမလေးကကြာတော့သူကငငယ်လေးကတအားကိုအမှုပညာဝါသနာပါတယ်နော်သူကဒါဒီအကကရာအရန်တော်တယ်နော်ကြိုက်လဲကြိုက်တယ်ဆိုတော့ သူကเนาะအကပညာရှင်ကြီးပေါ့เนาะဒါတော့သူပြောဆိုတော့ကျတော့အကပညာရှင်ကိုကျတော့ English လို့ကျတော့ဘယ်လိုခေါ်လဲဆိုတော့ dancer လို့ခေါ်တယ်เนาะကဲ D A N C E R dancer ဟုတ်ပြီเนาะ D A N C E R dancer ဟုတ်ပြီเนาะကဲဒါဆိုဒါတော့သူတို့ရေเนาะဒါဆရာရဲ့ညီမလေးကအကပညာရှင်ဖြစ်ပါတယ်ဒါကိုဆရာပြောခြင်းလို့ရှင် English လို့ဘယ်လိုပြောမလဲเนาะ my sister is a dancer ဟုတ်ပြီနော် my sister is a dancer ဆရာလို့လေပြောလိုက်မယ်ကဲဒါဆိုရင်ဒီကသားတို့ကိုဆရာကမိတ်ဆက်ပေးဖို့နောက်ဆုံးတစ်ယောက်ကျန်တယ်ဒီမှာကြည့်ကဲဒီနောက်ဆုံးတစ်ယောက်ကဘာသူလဲဆိုတော့ဆရာရဲ့နော်ဒါဝန်းခွဲညီလေးနော်ဆိုတော့ဇာရောကဒီဝန်ခွဲကိုကြတော့ဇာရောကအင်္ဂလိပ်လိုကြတော့ဘလို့ခေါ်လဲဒါတို့သမီးတို့သိကြလားเนาะဆိုတော့ဝန်ခွဲကိုကြတော့ဇာရောကအင်္ဂလိပ်လို cousin လို့ခေါ်เนาะ C O U S I N cousin ဟုတ်ပြီနော် C O U S I N cousin ဆိုပြီးတော့ဆရာတို့ကခေါ်တယ်။ကဲဒါဆိုရင်ဒါတို့ပြီးတော့ရေပုံလေးကိုကြည့်လိုက်ပါဦးဒီမှာကဲသူကဘာလို့လုံမယ်လို့ထင်လဲ။သူဆောင်းထားတဲ့အုတ်တုတ်ကြီးကိုလည်းကြည့်။ကဲဆိုတော့ဆရာရဲ့ cousin ကဘာလဲဆိုတော့ तू ကသင်္ဘောသားနော်။ဆိုတော့ဆရာတို့ကဒီသင်္ဘောသားကိုကြာတော့ဆရာတို့က English လို့ဘလို့ခေါ်လဲနော် sailor လို့ခေါ်ရနော်ဒါတို့သူတို့ S A I L O R sailor s a i l o r sailor ကဲဒါဖြင့်ဒါတို့သမီးတို့ရေနော်ဒါဆရာရဲ့နော် cousin ကသူက sailor ဖြစ်ပါတယ်ဒါကိုဆရာက english လို့ဘယ်လိုပြောမလဲနော် my cousin is a sailor ဟုတ်ပြီနော် my cousin is a sailor ကဲဒါဆိုရင်တော့ဒါဆရာကဒီနေ့မှာဒါတို့သမီးတို့အားလုံးကိုဆရာရဲ့ family နဲ့ဆရာကမိတ်ဆက်သွားတယ်နော် တို့ဘာအလုပ်တွေလုပ်လဲဒါတွေကိုဆရာကဒါတို့သမီးတို့သိအောင်မိတ်ဆက်သွားတယ်ကဲဒါဆိုဒါတို့သမီးတို့ကလည်းအကြောင်းမှာတော့တငယ်ချင်းတွေကိုပြန်ပြီးတော့ဒါတို့သမီးတို့ရဲ့တော့မိသားစုဝင်တွေအကြောင်းကိုပြန်ပြီးတော့ပြောပြတတ်အောင်မယ်ဆရာကုနာပြောသွားသလိုပဲเนาะကျွန်တော်ရဲ့အမေကတော့ဘာဖြစ်ပါတယ်เนาะเนาะ my mother is a doctor ဒါမှမဟုတ်ရင် my father is a writer my cousin is a sailor เนาะအဲ့လိုပြန်ပြီးတော့ဒါတို့သမီးတို့ကအကြောင်းမှာ ပြန်ပြီးတော့ ြောပြတတ်မယ်။ကဲဒါဆိုရင်တော့ဒီနေ့သင်ခန်းစာမှာဆရာကုနာဆရာမိသားစုဝင်တွေကိုမိတ်ဆက်သွားတယ်လို့မျိုးပဲဒါတို့သမီးတို့လည်းပြန်ပြီးတော့เนาะတငယ်ချင်းတွေဆရာမတွေကိုပြန်ပြီးတော့ပြောပြနိုင်မယ်လို့ဆရာထင်ပါတယ်။ကဲဒါတို့သမီးတို့ရေဆရာရဲ့စပွဲပေါ်ကြည့်လိုက်ပါဦးเนาะဟောပစ္စည်းလေးရေအများကြီးပဲเนาะကဲဆိုတော့ဒီပစ္စည်းတွေကဘာပစ္စည်းတွေလဲဆရာလည်းသိကျင်တယ်เนาะဆိုတော့ဒါတာရုသမီးတို့နဲ့ဆရာနဲ့တူတူဒါတွေကဘာတွေလဲဘာပစ္စည်းတွေလဲเนาะဘယ်သူတွေ ဒါသုံးတာလေဒါကိုဆရာတို့အတူတူเนาะဒါတို့သမီးတို့နဲ့ရှားပွေကြမယ်ကဲဒါဆိုဒါတို့သမီးတို့เนาะဒါဒီပစ္စည်းလေးတွေကဘာလေးတွေလဲဆိုတာကိုဆရာသိခြင်းနဲ့ဆိုတော့ဒါတို့သမီးတို့အတူတူဆရာနဲ့ကုညီမလားဆရာကိုကုညီမလားကုညီမယ်เนาะကဲဒါဆိုရင်ဆရာတို့စလိုက်ကြအောင်ကဲဒါဆိုဆရာပထမဦးဆုံးဘယ်ပစ္စည်းလေးကိုရွေးရင်ကောင်းမလဲအော်ဒါလေးကိုဆရာတွေးလိုက်ကဲကဲဒါတို့သမီးတို့ရေကြည့်ပါဦးမြင်ဘူးကြလားဒါလေးကို တရားကြည့်နော်ကဲဒါဆိုဆရာဒါလေးကိုစောင်းကြည့်လိုက်မယ်မကောင်းဘူးလားကဲစောင်းပြီဟွန်းကဲဒါတို့တမီးတို့ကြီးပါဦးဒါတို့တမီးတို့မြင်ဘူးမယ်လို့ဆရာထင်ပါတယ်ကဲဒီအုတ်ထုတ်ဘသူတွေစောင်းတာလဲစဉ်းစားကြည့်ပါဟုတ်တယ်နော်ဒီအုတ်ထုတ်တွေကဆရာတို့တောင်သူဦးကြီးရေစောင်းတဲ့အုတ်ထုတ်နော်ဆရာတို့တောင်သူဦးကြီးရေကြတော့တို့ကအရန်နေပူတဲ့တဲမှာအလုတ်လောက်ရတယ်အဲ့ကြတော့တို့ကဒီနေပူရံကိုကာကွယ်ဖို့အတွက်ဒီအုတ်ထုတ် เนาะဆရာတော်ခမောက်လို့ခေါ်တာပေါ့เนาะဒီခမောက်ကိုသူတို့ဟာစောင်းကြတယ်ကဲဒါဆိုသားတို့သမီးတို့ရေเนาะတောင်သူဦးကြီးကို အင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုတာသားတို့သမီးတို့သိပြီးသားပါကဲဘယ်လိုခေါ်လဲဖြည့်ကြည့်ပါဦး farmer ဟုတ်တယ်နော် တောင်သူဦးကြီးကိုဆရာတို့ကအင်္ဂလိပ်လို farmer လို့ခေါ်ပါတယ်ကဲဒါဆိုသားတို့သမီးတို့ရမ်းတော်လိုက်တာဒါ farmer တွေစောင်းတဲ့အုပ်ထုပ်ပါเนาะဆရာတို့ကဒါမြန်မာလိုဆိုခမောက်လို့ခေါ်เนาะခမောက်ကဲဒါဆိုရင်သားတို့သမီးတို့ရေ နော်ဆရာနောက်တစ်ပစ္စည်းလေးတစ်ခုထပ်ပြီးရွေးကြည့်အောင်မယ်ကဲဒါဒီတစ်ခါဆရာဘယ်ဟာလေးကိုရွေးရင်ကောင်းမလဲဆိုတော့ဟောဒါလေးကိုဆရာရွေးလိုက်မယ်ကဲသားတို့သမီးတို့ရေးကြည့်ပါဦးနော်ဒါလေးကိုတွေ့ဘူးကြလားတွေ့ဘူးမယ်လို့ဆရာထင်ပါတယ်ကဲဒါဆိုရင်ဆရာဒါလေးကိုစောင့်ကြည့်လိုက်မယ်ဘုံမျိုးလေးဟောကဲသားတို့သမီးတို့ရေးကြည့်ပါဦးမြင်ဘူးမယ်လို့ထင်ပါတယ်ကဲဒါကဘယ်သူတွေစောင့်တာလဲဆိုတော့ဒါသင်္ဘောသားတွေစောင့်တာနော်ဆိုတော့ ဒီသင်္ဘောသားကိုကြတော့ဆရာတို့ကအင်္ဂလိပ်လို့ဘယ်လိုခေါ်တာလဲเนาะဒါတို့သမီးတို့ဒါလည်းသိပြီးသားပါเนาะသင်္ဘောသားကိုကြတော့ဆရာတို့ကအင်္ဂလိပ်လို့ sailor လို့ခေါ်တယ်เนาะဒါတို့သမီးတို့ဘယ်လိုခေါ်လဲ sailor ကဲဟုတ်ပါပြီအရန်တော်တာပဲဒါတို့သမီးတို့ကကဲဒါတို့သမီးတို့ရေဆရာတို့ဒီကဒီအုတ်ထုတ်လေးကိုဆရာတို့ကြည့်ကြည့်ရအောင်ကဲကြည့်ပါအောင်ဒါတို့သမီးတို့ရေမြင်ဘူးကြလားဒီအုတ်ထုတ်လေးကိုဩဒါတို့သမီးတို့ ਨੇ ရင်းနှီးမယ်လို့ဆရာထင်ပါတယ်ကဲဒါဆိုရင် ဆရာဒီအုပ်ထုပ်လေးကိုစောင့်ကြည့်လိုက်မှမကောင်းလားကဲဟုတ်ပြီဆရာစောင့်လိုက်ပြီကဲတအားသမီးတို့ရေးကြည့်ပါဦးမြင်မှုကြလားဗမာမြင်မှုကြလဲဒါအိုးဟုတ်တယ်နော်ဒီအုပ်ထုပ်တွေကဆရာတို့ကဒါစဖို့မှုတွေစောင်းတယ်အုပ်ထုပ်ဟုတ်တယ်နော်ဆိုတော့စဖို့မှုကိုကြတော့ဆရာတို့ကအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဒါတို့သမီးတို့သိပြီသားနော်ဘယ်လိုခေါ်လဲပြေကြည့်ပါစဖို့မှုနော် chef လို့ခေါ်နော်ဆရာတို့ကဘယ်လိုခေါ်လဲ chef ကဲဒါဆိုတာတို့မိတို့အရန်တော်တာပဲဆရာဒီအုပ်ထုပ်လေးကိုပြန်ထုတ်လိုက်မယ်ကဲနောက်ဆုံးအုပ်ထုပ်တစ်ခုကြံတယ်เนาะကဲဒီအုပ်ထုပ်ကတော့ဘသူတွေစောင်းတာလဲဆရာတို့တူတူကြည့်ကြအောင်ကဲဒါတို့မိတို့ကြီးပါအောင်အုပ်ထုပ်ကိုဒါတို့မိတို့တိလားရင်းနီလားဘသူတွေစောင်းတာလဲကဲဒါဆိုရင်ဆရာဒါလေးကိုအရင်စမ်းပြီးတော့စောင်းကြည့်လိုက်မယ်เนาะကဲဟာထားဟုတ်ပြီကဲကဲဒါတို့မိတို့ကြီးပါအောင်ဆရာကိုဟောဒီအုပ်ထုပ်လေးကိုမြင်ဘူးကြလား ဘယ်သူတွေစောင်းတာလဲ။အော်ဒီအုတ်ထုတ်ကိုကြားတော့ဆရာတို့ကဘယ်သူတွေစောင်းတာလဲဆိုတော့ဒါမိသက်သမားတွေစောင်းတာเนาะဒါတို့သမီးတို့ဆိုတော့မိသက်သမားဆိုတာဆရာတို့နိုင်ငံတကာနိုင်ငံမှာဒါကိုအရေးကြီးတယ်เนาะဆရာတို့မိဘအနေတွေတုံလာတဲ့အခါမှာသူတို့ကဘာလုပ်လဲအချိန်မီလာပြီးတော့အဲ့ဒီမိကိုငိမ့်ပေးတယ်เนาะလူတွေကိုအသက်အနေမရှိအောင်ကဲထုတ်တယ်ကဲဒါဆိုရင်ဒါတို့သမီးတို့ရေနော်ဒီမိသက်သမားကိုကြတော့ English လို့ဘယ်လိုခေါ်လဲဒါတို့သမီးတို့သိကြလား ကျွန်တော်မိသက်သမားကိုကြတော့ဆရာတော်အင်္ဂလိပ်လို fire fighter လို့ခေါ်ရနော်ကျွန်တော်တို့တမီးတို့မသိရင်တခါရဲမှတ်ထားပါ fire fighter ကဲဆိုဆရာတခါရဲ fire fighter ဆာလုံးပေါင်းလေးပါပေါင်းပြလိုက်မယ် F I R E fire F I G H T E R fighter fire fighter ကဲဒါတို့တမီးတို့သိချာမှတ်နော်ဆရာနောက်တခါထပ်ပြီးတော့ပေါင်းပြမယ် F I R E fire F I G H T E R fighter fire fighter ကဲဒါဆိုရင်ဒါကဆရာတို့ fire fighter တွေမိသက်သမားတွေစောင်းနေအုပ်ထုတ်ပါကဲဒါဆိုရင်ဆရာဒါလေးကိုပြန်ပြီးတော့ထုတ်လိုက်ရင်ကဲဒါတို့ပြီးတော့ရေကဲဆိုတော့ဒီနေ့မှာတော့ဆရာတို့ကဒါတို့သမီးတို့နဲ့တူဒီအုပ်ထုတ်လေးတွေဘယ်သူတွေစောင်းလာလဲဆိုတာကိုဆရာတို့တူတူလေ့လာသွားတယ်ရှာဖွေသွားတယ်ဒါဆိုရင်ဒါတို့သမီးတို့လည်းဒီနေ့ဆရာနဲ့တူတူဒီလိုမျိုးလေးเนาะဆရာကိုကူညီရတာ ားတို့သူမီတို့ပြောမယ်လို့ဆရာထင်ပါတယ်ဆရာလည်းအရန်ပြောပါတယ်ကဲဒါဆိုရင်ဒါတို့သူမီတို့ဒီနေ့မှာတော့ဒါဘူးတုဒ္ဒရေအများကြီးရသွားပြီเนาะကဲဒါဆိုရင်ဆရာနဲ့ဒါတို့သူမီတို့နဲ့နောက်ထပ်လာမယ်သင်ခန်းစာတွေမှာထပ်ပြီးတော့ဆုံတွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်